လေးရှားနိုင်ငံမှာယာတီတိုခြေစမ်းပွဲလာရောက်ကစားတဲ့ Manchester United အသင်းဟာမြမလက်ရွေးစဉ်ကစားသမားမမောင်လွင်ရဲ့အတွင်းကိုကြောင့်ရှုံးပွဲတွေ့ခဲ့ရပါတယ်။အာဆီယံ All Star အသင်းရဲ့ပွဲထွက်လူစီရဲမှာမမောင်လွင်မပါဝင်ခဲ့ပေမဲ့ပွဲချိန်54မိနစ်မှာလူစားဝင်ကစားခွင့်ရခဲ့ပြီး16မိနစ်အကြာပွဲချိန်81မိနစ်မှာမမောင်လွင်ကအနိုင်ကိုသွင်းယူခဲ့တာပါ။ ။ Australia Sagesis ရဲ့ကွင်းလယ်ကနေပေးပို့လိုက်တဲ့ဘောလုံးကိုမမောင်လွင်ကမန်ယူလူငယ်နောက်ခံလူ Golfwell Gonkey ကိုကြော်ဖြတ်ပြီးဂိုးသမားတွန်ဟီတန်နဲ့အတွေ့မှာအပိုင်ကန်သွင်းသွားခဲ့တာပါ။မမောင်လွေရဲ့အနိုင်ကိုဟာနီးပြအောင်မရင်နဲ့မန်ယူအသေးအတွက်ဖိအားပုံများသွားစေခဲ့ပြီးပရီးမီးယားလိဂ်နဲ့ယူရိုပါလိဂ်မှာရလဒ်မကောင်ဖြစ်ခဲ့ပြီးတဲ့နောက်ရှုံးပွဲထပ်တွေ့ခဲ့ရတာပါ။ အသက်29နှစ်ရှိတဲ့မြမလက်ရွေးစင်အသင်းကောင်းဆောင်မမောင်လင်ဟာ2015 U20 ကမ္ဘာဖလားမှာပါဝင်ကစားခဲ့သူဖြစ်ပြီး2019ခုနှစ်ကစတင်ပြီးလက်ရွေးစင်အသင်းကြီးမှာစတင်ရွေးချယ်ခံခဲ့ရသူလည်းဖြစ်ပါရဲ့ရှင်။